အားလုံးပဲမင်္ဂလာပါကျတော်တို့ဒီနေ့ပြီမှာဆိုရင်တော့ကျွန်တော်တင်တန်းအကြောင်းလေးနည်းနည်းပြောမှာပေါ့နော်အဲ့တော့ကျွန်တော်ရဲ့တင်တန်းက Facebook Monetization Facebook ပေါ်ဝင်ငွေရှာနည်းတင်တန်းဖြစ်တယ်အဲ့တော့ကျွန်တော်ရဲ့တင်တန်းကဘယ်လိုလူတွေတက်ရောက်တင်လဲဆိုရင်တော့အခုမှ Facebook ပေါ်မှာဝင်ငွေစရှာမဲ့သူတွေကျတော်တို့ Facebook ပေါ်ဝင်ငွေရှာနေတယ် Facebook ရဲ့ policy တွေကိုမသိဘူးအာ Facebook ရဲ့ monetization policy တွေကိုမသိဘူးဆိုတဲ့သူတွေကျတော်တို့တက်ရောက်တင်နေပါတော့ တင်နှက်တက်ပြီးသွားတာနဲ့ကျွန်တော်တို့ဝင်ဝေရမလားဆိုရင်တော့ကျွန်တော်တင်နှက်မှာတင်ပေးတာနဲ့အတိုင်းလိုက်ပြီးတော့လုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ဝင်ဝေရတဲ့ပေးတစ်ခုကိုကျွန်တော်တို့တင်ချပါဦးပိုင်ဆိုင်ရမယ်နောက်တစ်ခုကကျွန်တော်တို့မြန်မာပြည်ကနေပြီးတော့ဝင်ဝေရှာဖို့အတွက်အအဆင်ပြေပါမလားပေါ့နော်အဲ့တော့ကျွန်တော်မြန်မာပြည်ကသူတွေလည်းဒီ Facebook Monetization Facebook ပေါ်ဝင်ဝေရှာလို့ရအောင်ကျွန်တော်ကြော်ခွာရမယ့်နည်းတွေကိုကျွန်တော်ထည့်သွင်းတင်ကြတာပြည်တယ် ဘာတွေတင်ပေးမှလဲဆိုရင်တော့ကျွန်တော်ဒီ Facebook 2025 Facebook ရဲ့ policy အကြောင်းအရာတင်အပြီးသွားလို့ဆိုရင်ကျွန်တော်တို့ page ထောင်ဒီဒီ page city အကြောင်းအရာဒီအပြီးလို့ဆိုရင်ကျွန်တော်တို့ modernization အတွက်ကျွန်တော်တို့ video တွေဖန်ပြီးပုံဒီပြီးလို့ဆိုရင်ကျွန်တော်တို့ page error စနေဒီအပြီးလို့ဆိုရင်ကျွန်တော်တို့ page error တက်တဲ့အခါဒီမှာဘယ်လိုဖြေရှင်းမလဲ modernization ကျသွားတဲ့အခါမှာကျွန်တော်တို့ဘယ်လိုပြန်ဆယ်မလဲ page ဝါချင်းနေချင်းမဖြစ်အောင်ကျွန်တော်တို့ဘလူကာကွယ်မလဲ page ဝါသွားနေသွားတဲ့အခါမှာကျွန်တော်တို့တောင်းပန်စာအယူခံဘလူပြန်ဝင်ရမလဲဗောနော်ဒါမျိုးတွေကိုကျွန်တော်ထည့်သွင်းတင်ကြပေးထားတယ်ကျွန်တော်တခြားလိုအပ်တဲ့အာဗီဒီယိုသင်ခန်းစာတွေလည်းကျွန်တော်ထည့်သွင်းပြီးတော့တင်ကြထားပြီးတယ်အဲ့တော့အတိအကျကိုတော့ကျွန်တော်သင်တန်းကြော်ညာမှာကျွန်တော်ရေးပေးထားတယ်အဲ့မှာသွားပြီးတော့ဖတ်ကြည့်လို့ရတယ်အာကျွန်တော်ရဲ့သင်တန်းက Facebook monetization သင်တန်းဆိုပေမဲ့ကျွန်တော်အဲ့ဒီမှာ ီဒီယို edit ဒီပေါ့နော်ဗီဒီယိုတီးဖြတ်အာကျူတိုရီယယ်လည်းကျွန်တော်ထည့်သွင်းတင်ကြထားပေးတယ်ပေါ့အဲ့တော့အသင်တန်းကိုကျွန်တော်ဘယ်လိုသင်ပေးမှာလဲဆိုရင်တော့ Facebook Public Group မှာကျွန်တော်ဗီဒီယိုသင်ခန်းစာနဲ့သင်ကြားပေးမှာဖြစ်ပါတယ်သင်တန်းကာလက clip time ပါသင်တန်းကာလ clip time ဆိုတာကကျွန်တော်သင်တန်းကြီးတစ်ခါသွင်းပြီးတာနဲ့ကျွန်တော်တသက်စာကျွန်တော်လေ့လာခွင့်ရမယ်ပေါ့နော် အဲ့တော့တင်နန်းကဘယ်တော့ဆမှာလဲဆိုရင်တော့တင်နန်းကကျွန်တော်အခုလာမဲ့29ရက်နေ့၄လပိုင်း2025မှာကျွန်တော်တို့ဆမယ်အဲ့တော့ကျွန်တော်တို့အာတစ်ပတ်တစ်ခါနှစ်ပတ်တစ်ခါကိုလည်းကျွန်တော် Zoom meeting လုပ်ပေးမယ်ပေါ့နော်ကျွန်တော်တို့အာတင်နန်းသားတွေနဲ့ကျွန်တော်တို့တွေ့ဆုံမိမျက်နှာတွေကျွန်တော်တို့လုပ်ပေးမယ်ပြီးတော့ကျွန်တော်တို့ဒီအလှုပ်တစ်ဖက်နဲ့မို့လို့တင်နန်းတက်လို့ရလားအတင်နန်းအချိန်ကဘယ်လိုလဲပေါ့နော်ကျွန်တော်လည်းမေးကြတာရှိတယ် အဲ့တော့ကျွန်တော်ရဲ့ဂျန်နာက Facebook Private Group မှာဗီဒီယိုသင်ခန်းစာနဲ့သင်ပေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့အချိန်ပေးပြီးသင်စရာမလိုဘူးကိုအားနဲ့အချိန်မှဝင်ရောက်လေ့လာသင်ယူလို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီ chat group လေးကျွန်တော်ထားပေးထားတယ်ပေါ့နော်ကျွန်တော်မသိနားမလည်တာတွေကိုမရှင်းတာတွေကိုကျွန်တော် chat group မှာတော့လကောက်ဒါမှမဟုတ်လို့ရှင်ကျွန်တော်တို့ admin အကျွန်တော်စီမှာတော့လကောက်ကျွန်တော်တို့ audio call video call စတာတွေနဲ့ကျွန်တော်တို့ဆွေးနွေးမိမြန်လို့ရတယ်အဲ့တော့ တင်းနဲ့တက်ချင်တယ်ဆိုလို့ရှိရင်တော့အခုကနေပြီးတော့ကျွန်တော်တို့စပြီးတော့အပ်လို့ရတယ်ကျွန်တော်29ရက်နေ့လေးလပိုင်းအဲ2025ကြာရင်တော့ကျွန်တော်တင်းနဲ့စပြီးတော့ဖွင့်ပြီးမှဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်